အိုမန်တွင်အီရန်အမေရိကန်နျူအရေးဆွေးနွေးပွဲပထမဆေးပြေဆုံးအီရန်နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့အိုမန်နိုင်ငံမျိုးတော်မက်ကန်မန် AB စနစ်နေ့ကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲပထမဆေးပြေဆုံးသွားကြောင်းအီရန်နိုင်ငံသားယဝန်ကြီးအာဘတ်အာရာချီကပြောကြားလာတာကိုကိုကားကရိုက်တာသတင်းမှဖော်ပြထားပါတယ် ဆွေးနွေးပွဲကိုအမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့တိုက်ရိုက်ဆွေးနွေးတာမဟုတ်ဘဲအိုမန်နိုင်ငံသားရွေးဝင်ကြီးဟာမတ်အယ်ဘူဇာဒီကသက်ဂျာခန်ဆွေးနွေးတာလို့အာဘတ်အာရာချီကပြောပါတယ်။နှစ်နိုင်ငံခွဲကျော်ဆွေးနွေးကြရမှာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့နှစ်နိုင်ငံရည်တည်ချက်သဘောထားတွေကို အပြည့်အလန်းဖလှယ်ခဲ့တယ်လို့အာဘတ်အာရာချီကဆိုပါတယ်။နှစ်နိုင်ငံရည်တည်ချက်သဘောထားတွေနဲ့ပတ်သက်လို့ ရှေ့ဘက်ထဲမှာဆက်လက်ဆွေးနွေးဖို့သဘောတူခဲ့ကြောင်းလဲအီရန်နိုင်ငံသားယဝန်ကြီးအာဘတ်အာရာချီကပြောပါတယ်။အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကောင်ဆောင်ဒေါ်နယ်ထရန့်ရဲ့အထူးကိုယ်စားလှယ်စတီဝေကော့ကတော့သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။